ူတူနဲ့လိုရင်ထိထိမိမိဖြစ်ပြီးတော့မှအသုံးဝင်တဲ့ phrase ငါခုပထမအဦးဆုံးတစ်ခုကကြတော့ that works for me that works for me အဲ့ဒါကငါတော့အဆင်ပြေပါတယ်တခါလေကြာရင်တခြားတယောက်ကကိုနဲ့တိုင်နေတယ်ဟဲ့အဲ့ဒါအဆင်ပြေလားဘယ်နေ့တွေ့ကြမယ်လေအစည်းအဝေးကကိုနိုင်လုံးမယ်အဲ့ဒါမင်းတော့အဆင်ပြေမလားဆိုရင်ကိုက it's okay အဲ့လိုမျိုးပြောနေရမျိုး okay လို့ပြောနေရမျိုးမဟုတ်ဘဲနဲ့ that works for me အဲ့ဒါကငါတို့အဆင်ပြေပါတယ်ဆိုတဲ့အတိတ်ပဲပါ w o r k work ကအလုပ်လုပ်တာဒီနေရာမှာကျတော့ that works for me ဆိုတာကအဲ့ဒါကငါတို့အလုပ်ဖြစ်ပါတယ်အဆင်ပြေပါတယ်ဆိုတဲ့အတိတ်ပဲအဲ့ဒါကြောင့်မလို့ that works for me ဒါကငါတို့အဆင်ပြေပါတယ်ဆိုပြီးတော့မှသုံးလို့ရပါတယ် နောက်တစ်ခုကကြတော့အလုပ်တွေဘာတွေလုပ်ရင်တခါလေးအထက်လူကြီးရဲ့ခွင့်ပြုချက်တွေဘာတွေရထားမှာကို့အနေနဲ့ဆက်လုပ်ရတာမျိုးလေးတွေရှိတယ်။ဆိုတော့အဲ့လိုမျိုးခွင့်ပြုချက်ကြထားပြီနော်လို့ပြောတာကိုဘယ်လိုပြောရလဲဆိုတော့ approve ပေါ့နော် A P P R O V E approve ဆိုတဲ့စကားလုံးလေးနဲ့သုံးပါတယ်ခွင့်ပြုချက်ရထားတာကိုပြောချင်တာ။ဆိုတော့ဘယ်လိုပြောရလဲဆိုရင် it's been approved it has been approved လို့ပြောတာပါဒီမှာက has ကို it နဲ့တွဲပြီးတော့မှအတူကောက်ရေးထားတာမို့လို့ it's ဖြစ်နေတာ it apostrophe s ဖြစ်နေတာသူက it has been ပေါ့နော်အရှေ့ကအတူကကြတော့ it's been approved approved so a p p r o v e d approved ဖြစ်ပါတယ် it's been approved ဒါအခွင့်ပြုချက်ရပြီးသားနော်ရပြီးပြီနော်လို့ပြောတာပါ အစည်းအဝေးတွေဘာတွေမှာအဘေးနားမှာတယောက်ကစကားပြောနေတယ်ကို့အနေနဲ့သူပြောတဲ့အချက်လေးတွေကိုလိုက်ပြီးတော့မှမှတ်ထားတယ်အဲ့လိုမျိုးလိုက်မှတ်တာကိုဘယ်လိုခေါ်လဲဆိုရင် note လုပ်တယ်လို့မြန်မာလိုကအလွယ်ပြောကြတာပေါ့နော် note လုပ်တယ် note လုပ်တယ် note လုပ်ထားလိုက်နော်ဆိုပြီးတော့မှပြောကြရဟုတ်ဆိုတော့ငါမှတ်ထားပြီးပြီနော်ငါအဲ့ဒါကိုမှတ်ထားပါတယ်လို့ပြောချင်ရင် I've noted that I've noted that ငါအရာကိုမှတ်ထားပြီးပါပြီ။ပထက်လူကြီးအကိုမေးတယ်။မှတ်ထားလားဆိုရင်ကျွန်တော်အရာမှတ်ထားပြီးနော်။ကျမအရာလေးကိုမှတ်ထားတာမှတ်ထားပါတယ်ပေါ့။အဲ့လိုလေးပြန်ပြောရဲဆိုရင် I've noted that I've noted that ငါအရာကိုမှတ်ထားပြီးပါပြီလို့ပြောတာဖြစ်ပါတယ်။ I have noted that I've noted that ဆက်လုပ်ကြတာပေါ့တခုခုဆိုရင်ဆက်သွားကြတာပေါ့ကွာငါတို့ဆက်လုပ်ကြတာပေါ့လို့ပြောချင်ရင် let's go ahead let's go ahead ရှေ့ဆက်လုပ်ကြတာပေါ့ let's go ahead ဆက်သွားကြတာပေါ့အဲ့လိုပြောလို့ရပါတယ် let's go ahead ahead ဆိုတာကဥတီပြီးသွားတာအရှေ့ကနေဥတီသွားတာကိုပြောချင်တာရှေ့ကနေကျိုးသွားတာကိုပြောချင်တာ let's go ahead ဆက်ပြီးတော့မှလုပ်ကြတာပေါ့ဆက်သွားကြတာပေါ့ဆိုတဲ့အဓိပ္ပာယ်ချပါတယ်နောက်ဆုံးတစ်ခုကကြတော့အိုးအရာအလုံးကအဆင်ပြေတယ်အကုန်လုံးကြည့်ရတာ okay တယ်နော်လို့ပြောချင်ရင် everything looks great ဒါမှမဟုတ် everything looks good အလိုတုံးလို့ရတယ် look မှာ s ပါတယ်အရှက် everything မို့လို့ look မှာ s ထည့်ရပါတယ် everything looks great everything looks okay everything looks good ကြိုက်တယ်လို့တုံးလို့ရပါတယ်ပြန်ပြောပြပါမယ်ပထမဆုံးတစ်ခုကကြတော့ that works for me ငါအတွက်အဆင်ပြေပါတယ် it's been approved ဒါခွင့်ပြုချက်ရထားပြီးပြီ I've noted that ငါမှတ်ထားပါတယ် Let's go ahead ဆက်လုပ်ကြတာပေါ့ဆက်သွားကြတာပေါ့ Everything looks great အရာအလုံးအဆင်ပြေပါတယ်အရာအလုံးကြည့်ရတာအဆင်ပြေပါတယ် ရွှေ education page ကို follow လုပ်ထားပေးပါဒီ video ကိုလည်း like နဲ့ share လုပ်ထားပေးပါဦးเนาะနောက်ထပ်ပိုကောင်းတဲ့ video လေးတွေအသုံးဝင်တဲ့ video လေးတွေထပ်ပြီးမှတင်ပေးပါဦးမယ် video လေးတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင် comment မှာ shwe subrama man ခဲ့ပေးပါ bye bye everyone